ရုရှားမှာပူတင်ရဲ့စီးပွားရေးဒီမျိုးတဲ့တာခြေနေကောင်းနေပြီ။ကြံကဏ္ဍတွေရုန်းကန်နေရတယ်လို့ဆိုပါတယ်။ရုရှားမှာသမ္မတပူတင်ရဲ့ Ukraine ကျူးကျော်စစ်နဲ့ဆက်စပ်တဲ့စီးပွားရေးတွေသာရှင်သန်နေပြီ။ကြံလုပ်ငန်းတွေကအရင်းမြစ်ရှားပါနေပြီးတော့စီးပွားရေးလမ်းကြောင်းတစ်ခုကြားကွာဟမှုကပုံမှုကြီးမားနေပါတယ်။ရုရှားဟာစစ်သုံးစေးကိုတိုးမြင့်ပြီးစစ်ကိုဆက်လက်ဆင်နွှဲဖို့အစီအစဉ်ရှိနေပါတယ်။တိုက်ပွဲတွေပြီးဆုံးသွားရင်တော့မှစီးပွားရေးပုံမှန်ဖြစ်ဖို့နှစ်ပေါင်းများစွာကြာလိမ့်မယ်လို့ရေလာသူတွေကပြောပါတယ်။ လုပ်ငန်းတွေစုပဲတိုးတက်တာတွေ့ရတယ်အဲ့ဒါတွေအားလုံးကအစိုးရစာချုပ်တွေကာကွယ်ရေးကဏ္ဍတွေနဲ့အစိုးရနဲ့ဆက်စပ်နေတဲ့ budget အလုပ်တွေပါပဲတခြားလုပ်ငန်းတွေတော့အများဆုံးသိမရဘူးလို့ရင်းနှီးမြှုပ်နှံမှု community investment မှာစီးပွားရေးပညာရှင်တွေကပြောပါလိမ့်စီးပွားရေးလုပ်ငန်းတွေဟာပြည်တွင်းဝယ်လိုအားနေတာပို့ကုန်စင်တို့နဲ့နှင်းကြတာတန်ခတ်ပိတ်ဆို့မှုကြောင့်ဖြစ်ပေါ်လာတဲ့ထပ်ဆောင်းကုန်ကျစရိတ်နဲ့ရင်ဆိုင်နေရတာငွေကြေးအနောက်ပိုင်းဟာအတိုးအလုံးလျှော့ချဖို့လည်းဖိအားပေးခံနေရပါလိမ့် ခုနှစ်ပထမလီလာမှာအရက်ဘက်ကုန်လုံးလုပ်ငန်းများစုမှာထုတ်လုပ်မှုကျဆင်းသွားတယ်လို့ Federation အချက်လက်တွေကဖော်ပြနေပါတယ်။အတိုးနှုန်းတက်ခြင်းဟာရုရှားရဲ့အကြီးမားဆုံးကုမ္ပဏီ88ခုရဲ့ဘန်နာရေးခြေနေကိုစိုးရွားသွားစေပါတယ်။ငွေကြေးကျပ်တဲ့ရင်ဆိုင်ရတဲ့ကုမ္ပဏီတွေအတွက်ဟာနှစ်ဆတိုးပြီး73ခုတည်ရှိလာပါတယ်။ဒေဝါလီခံရနိုင်ကြောင်းစီးအင်းဆိုင်ရာစင်ခံစာတွေက ဖော်ပြပါတယ်။အခုနှစ်ပထမလီလာအတွက်တိုက်ခိုက်ရင်းနဲ့လေရင်နဲ့သင်းမိုးတွေထုတ်လုပ်မှုဟာယမန်နဲ့အလားတူကာလနဲ့နှိုင်းယှဉ်ရင် ်32000ခန့်လုံးထုတ်လာပါတယ်ကွန်ပျူတာတွေ electronic ပစ္စည်းတွေလင်းရင်နဲ့ဒုံးအင်ဂျင်အစိပ်ပိုင်းတွေမြေကွေးဆိုင်ရာပစ္စည်းတွေထုတ်လုပ်မှုဟာ14000ခန့်လုံးထုတ်လာပြီးလက်နက်ခဲယံမီတာအပေါ်မှာတထုအချောထည်ပစ္စည်းထုတ်လုပ်မှုက16000ခန့်လုံးမြင့်တက်ခဲ့ပါတယ်ယူကရိန်းစစ်မှုရမှာရုရှားတပ်ဖွဲ့တွေအောင်မြင်အတွက်စစ်ဘက်ဆိုင်ရာလုံခြုံရေးအောင်မြင်မှုကအဓိကအချက်ပဲလို့ပူတင်ကရှုမြင်ထားပါတယ်ဒါကြောင့်နိုင်ငံတော်အကောင်အကွယ်ရေးသုံးစီဦးစားပေးပြီးခုနှစ်မှာနိုင်ငံတော်ဘတ်ဂျက်ရဲ့သုံးပုံတစ်ပုံသုံးစွဲမယ်လို့ခန့်မှန်းရပါတယ်။ ်ရေနံစင်းလုံးနဲ့ပုတ်ကွန်ရောင်းငွေတွေကြောင့်ဆင်းနေပြီးမဲ့ရုရှားဟာခုနဲ့၃စိတ်ကိုရှော့ချဖို့အစီအစဉ်မရှိပဲဘတ်ဂျက်လုံငွေဟာမူလခံမှန်းချက်ထက်၃ဆဒေါ်လာနဲ့ပါလေပေးဆိုအရေးကြီးမှုတစ်ဟာရုရှားရဲ့စစ်ဘက်ကိုရက်တက်နိုင်ခဲ့ပွဲမရှိသလိုအရင်ကပေးဆိုအရေးကြီးမှုတွေကလည်းစစ်စင်ရေးတွေကိုအားဖြစ်ပေးတဲ့နိုင်ငံခြားကုန်သွယ်မှုပေါ်နှောင့်ယှက်မဖြစ်စေခဲ့ပါဘူးဥရောပနဲ့အမေရိကန်တို့ကပူတင်ရဲ့စီးပွားရေးအားနည်းစေဖို့ဖိအားတွေစတိုက်ပေးနေပေမဲ့ရုရှားဟာ ကွန်တော်ရင်မိဘအတ္တတွေရှာဖွေခြင်းအစားထိုးထောက်ပံ့ရေးကွင်းဆက်တွေတည်ဆောက်ခြင်းထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေဖန်တီးခြင်းနဲ့နေဆက်ဖြတ်ကျော်ငွေပေးချေမှုတို့ဖြည့်ရှင်းနေသည့်ဟောအလိုက်သိလှုပ်ဆောင်နေတယ်လို့သိရပါတယ်